ိတ်ပင်ပန်းလူပင်ပန်းတော့မဖြစ်ပါဘူးကျွန်တော်တို့ကဂျင်းနဲ့တည်းကျွန်တော်ရှေ့မှာတော့အခုကျွန်တော်အသက်ရွယ်အခုရောက်နေတဲ့အသက်ရွယ်အထိကျွန်တော်ရှေ့မှာနေခဲ့တော့ကိုလိုဘားနဲ့ကိုပဲနေခဲ့ကြတာဗျာငါတို့ဘာဖြစ်ချင်နေငါအောင်မြင်ချင်နေငါပတ်စံရှိချင်နေဒါမျိုးတွေတည်းပဲကျွန်တော်နေခဲ့တာအဲ့နှစ်တည်းအကုန်လုံးတည်းဆိုင်အခုသွားခဲ့တဲ့ရှေ့ရသွားခဲ့တဲ့ကိုရက်ကကျွန်တော်တို့တန်ဖိုးရှိရလို့ကျွန်တော်ခံစားရတယ် တဲ့အခါမှာစိတ်မကောင်းဖြစ်တယ်ဆိုတာကျွန်တော်တို့သွားကြတယ်ကျွန်တော်တို့ထိတ်လန့်မှုနေနဲ့သွားရတာပေါ့နော်။နောက်ဆိုဖြစ်ဖြစ်ပြီးချင်းနောက်ရက်ကိုကျွန်တော်တို့သွားတယ်။သွားတဲ့အခါမှာငါတို့ရောနောက်ထပ်ထပ်လုပ်တဲ့အထဲမှာပါသွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့အတွေ့ပေါ့နော်။အဲအဲ့တွေ့တွေ့မိတဲ့အခါမှာလည်းကျွန်တော်တို့ကျွန်တော်မှဟိုကျွန်တော်ကျွန်တော်နုပညာသမားဖြစ်တဲ့အတွက်ကျွန်တော်တို့ချစ်တဲ့ခင်တဲ့သူတွေရှိတာပေါ့နော်အဲရှိတဲ့အနေငယ်လေးတွေကကျွန်တော်တို့ကိုယုံကြည်မှုတစ်ခုနဲ့လမ်းလှမ်းပြီးလှူပေးကြတယ အဲ့လူပေးလိုက်တဲ့လူတွေကိုကျွန်တော်ကနေပြီးတော့နိဗ္ဗာန်ဆိုသဘောနဲ့ကျွန်တော်လုတ်ပေးတဲ့အခါမှာလမ်းလူတွေလူကလည်းကိုယ်တိုင်မသွားရောက်နိုင်ဘူးပေါ့သွားရောက်တဲ့အခါမှာကျွန်တော်တို့လှူပေးရတာလည်းပီတီလည်းဖြစ်တယ်အားလည်းရတယ်ကြည်လည်းကြည်နေတယ်ဒီလုတ်ကလေးကိုလည်းဟိုမျက်နှာမိတယ်ပေါ့နော်မျက်နှာမိရတော့သွားလှူတယ်ကျွန်တော်အရင်တော့ဆိုရင်တော့လုံးနိုင်မှာမဟုတ်ဘူးဘာလို့ဆိုတော့ကျွန်တော်တယောက်တည်းဒီမှာရုံးနေရအခုကကျွန်တော်ဟိုဆိုကျွန်တော်စိုင်လေးလေးဖွင့်ထားပြီးဖြစ်တဲ့အတွက်ပေရိုမီရိုကိုလည်းဒီဇိုင်းကကျွေးလို့ရတယ်အဲလုံးနိုင်ပြီဖြစ်တော့ကျွန်တော်ရှီကိုသွားလို့ရတယ်လူလို့လက်လက်အဲ့အတွက်ကျွန်တော်ဘာပဲဖြစ်ဖြစ်ပြဿနာမရှိဘူး ။ဟောအဲ့လိုထိတ်လန့်မှုနဲ့ကျွန်တော်တို့သွားလိုက်တယ်။သွားလိုက်ပြီးဟိုရောက်တဲ့အခါမှာကျတော့ကျွန်တော်ထင်ထားတာတည်းပို့ပြီးတော့အခြေအနေတွေဆိုးတယ်ပေါ့နော်။အဲအဲ့လိုမျိုးဒီတိုက်တွေပြိုနေတာတည်းကျွန်တော်တို့မျက်မြင်ကိုယ်တွေ့မြင်ခဲ့ရတယ်။အာပြီးရင်အဲ့အောက်မှာပြိနေတဲ့လူတွေကိုမထုတ်ရသေးတာမျိုးချက်ကျွန်တော်တို့ရောက်သွားတဲ့ချက်ချင်းဆိုတော့မထုတ်ရသေးတာမျိုးတွေရှိတယ်။ဘေးရနေပြီးတော့ဒီပျက်စီးဆုံးရှုံးသွားတဲ့ခန္ဓာကိုယ်ရဲ့ပိုင်ရှင်တွေ သူတို့အိမ်တောင်စုရဲ့ပိုင်ရှင်တွေကနေပြီးတော့ဒီဟာလေးတွေပေါ်ပေါ်ရင်သူတို့ရဲ့ပိုင်ဟိုတည်သွားတဲ့လူတွေထွက်လာမဲ့ဟာကိုသူစောင့်နေရတဲ့လူတွေရှိတယ်။အဲ့ဒီမြင်ကွင်းတွေကျွန်တော်တို့ဆိုရင်ဒါစကားတောင်အဲ့ဒီကအဲ့လိုမျိုးပြောဖို့စွန့်အားတယ်ပေါ့နော်။ဘာလို့ဆိုကိုယ်ကိုယ်တိုင်ခံစားကြည့်ဖို့တောင်မှမလွယ်တဲ့အခြေအနေမျိုးအချို့ဆိုရင်တမိသားစုတွေမှာ၉ယောက်ရှိတာကို၈ယောက်သလုံးပါသွားတာမျိုးအဲဒါမျိုးဆိုရင်ဒါတကယ်ကိုခံစားရတဲ့ဟာမျိုးအဲပြီးရင်ဘုန်းကြီးเจ้าမှာဆိုလဲအဲ့လိုမျိုးပဲ ပြီးရင်တီလာရှင်ကျောင်းမှာဆိုလည်းအဲ့လိုမျိုးပဲအာတီလာရှင်ကျောင်းမှာဆိုကျွန်တော်သွားကြည့်တဲ့ခါတုန်းကတိုက်အဲ့ပြိုနေတဲ့ဂျားလေးရဲ့နေလှမ်းကြည့်တဲ့ခါမှာခန္ဓာကိုယ်ကြီးကဖောင်းအဲ့လိုလက်မောင်းကြီးဆိုလည်းဖောင်းပြီးတော့အဲ့လိုလူပြောမလဲလီဘူဘောင်းကြီးလို့ပြောဖြစ်နေတာဗျာအဲ့အမျိုးကြီးတွေ့ခဲ့ရတယ်အဲ့ဗလီတစ်ခုမှဆိုလည်းကျွန်တော်သွားကြည့်တော့ဖောင်းနေတုန်းရှိသေးတယ်အနက်နေရထွက်အဲ့မှာလူကောင်ကြီးတွေပေါ့နော်အဲ့လိုကြီးပေါ်လာတာမျိုးကြီးကျွန်တော်ကိုယ်တိုင်မြင်ခဲ့ရတယ်အဲ့အချိန်မှာမြင်ခဲ့ရတဲ့ခါမှာဒီလိုမျိုးလောက်တာက ငါတို့ဆက်ပြီးလုပ်တင်တယ်လို့ကျွန်တော်ဆုံးဖြတ်ချက်ကိုပို့ချသွားနိုင်တယ်ဟုတ်အဲ့ဘယ်နှစ်ရက်ကြာလို့ရလဲ9ရက်9ရက်ကြာတယ်9ရက်ကြာပြီးတော့ကျွန်တော်ဟိုပြန်လာတယ်ပြန်လာပြီးတော့နောက်ရက်ကိုကျွန်တော်အိမ်မှာလူလူပစ္စည်းတွေရောက်နေတာပေါ့အဲ့ပစ္စည်းတွေကျွန်တော်ယူပြီးတော့နောက်ရက်ပြန်မယ်ပေါ့ဘာလို့ပြန်မယ်ဆိုတော့ကျွန်တော်ကစနေနေ့မှာကျွန်တော်ဒီ pressure ရှိတာ哦အဲ့တော့ချက်ချင်းပြန်မယ်စတေးနေ့မှာကျွန်တော် ပြန်လာမယ်လို့ဆုံးဖြတ်တာဒါပေမဲ့ဒီ၁၀ရက်နေ့ကိုပြောင်းလိုက်တဲ့အတွက် ကျွန်တော်ဒီနေ့ထီကျွန်တော်ဒီမှာပဲหนีလိုက်ပြီးတော့မနေ့ပြန်မနေ့၁၇ရက်နေ့မနေ့ဆိုကျွန်တော်တို့ပြန်သွားမယ်ဟိုစိတ်ပင်မလူပင်မတော့မဖြစ်ပါဘူးကျွန်တော်တို့ကဂျင်းနေတယ်ကျွန်တော်ရှေ့မှာတော့အခုကျွန်တော်အသက်ရွယ်အခုရောက်နေတဲ့အသက်ရွယ်အထိကျွန်တော်ရှေ့မှာနေခဲ့တော့ကိုလိုပါနဲ့ကိုပဲနေခဲ့ကြတာဗျာငါတို့ဗာဖြစ်ချင်တယ်ငါအောင်မြင်ချင်တယ်ငါပတ်စံရှိချင်တယ်ဒါမျိုးတွေနဲ့ပဲကျွန်တော်နေခဲ့တာအဲ့နှစ်တွေအကုန်လုံးတက်ဆိုင်အခုသွားခဲ့တဲ့ရှေ့ရသွားခဲ့တဲ့ကိုရက် ကကျွန်တော်တို့တန်ဖိုးရှိရလို့ကျွန်တော်ခံစားရတယ်ဟုတ်ဒါပထမဆုံး အပထမဆုံးလုံးဝပထမဆုံးပေါ့အရင်တုန်းကဆိုကျွန်တော်ဟိုအလူငွေပဲကျွန်တော်ကအဲ့လိုသွားလှမ်းပြီးထဲပြီးထဲပြစ်တာပေါ့နော်ကိုကိုတိုင်လည်းဒါလည်းဒါလည်းကျွန်တော်ကျွန်တော်ကံလို့ပြောရမယ်ကျွန်တော်အဲ့ဖြစ်ဖြစ်ချင်းနေရနောက်ရက်ကိုကျွန်တော်ကအလူငွေသွားထဲမလို့လုတ်တဲ့အချိန်မှာနမ်းမှာအာကိုစင်ဘိုးပေါ့နော်ငွေဘိုးရင်တင်ထားတာ၃ရက်နေသွားမယ်အဲ၃နိုင်သွားမယ်တဲ့အဲ့ဒါကျွန်တော်ဖုန်းနဲ့ဆက်ကြည့်တာအခုသွားမှာလားဆိုတော့သွားမှာတဲ့ကျွန်တော်သွားပြီးထင်းနေတာ ့၄နာရီလောက်ကိုကျွန်တော်ဆက်လိုက်တော့အမသွားသေးဘူးလားအမသွားသေးကျွန်တော်လိုက်ပါအဲသူကလည်းလိုက်ခဲ့ညီလေးတဲ့အဲ့နဲ့ဇန်ရင်းနဲ့ကျွန်တော်ပါတဲ့လူငွေလေးနဲ့တင်သွားရင်းနဲ့ဟိုရောက်တော့လှမ်းလူတဲ့လူတွေရှိရတယ်ကျွန်တော်ဆက်နေပြတော့တာအဲ့ချို့ကတော့ကျွန်တော်တို့ကိုပြင်လို့လည်းမပြောနိုင်ဘူးဗျဘာလို့ဆိုသူတို့ခံစားနေရတဲ့ခံစားချက်ကကျွန်တော်တို့ကိုမြင်လို့တောင်မှဟိုပျော်ရွှင်ရမယ့်ဟာတော့မိနေလိုက်ခံစားချက်မျိုးအဲတချို့ကြတော့လေခုနလူမျိုးဟို ျွန်တော်တို့အမြင်လို့ခဏလေးတစ်ချုပ်အတိလွတ်ပြီးတော့ပျော်သွားတာမျိုးရှိတယ်အဲ့လိုပျော်သွားတဲ့အချိန်မှာတော့ကျွန်တော်တို့ကကုသိုလ်နှစ်ခုတော့ရတာပေါ့နော်ကိုတွေ့လိုက်တဲ့အခါမှာတို့ရဲ့ပျော်ရွှင်မှုလေးတွေဖြစ်သွားတဲ့အတွက်ကျွန်တော်ပီတိဖြစ်တယ်အဲ့ဒီအတွက်လည်းကျေနပ်တယ်ပျော်ရွှင်မှုတော့မေ့နေတဲ့လူတွေကြောင့်လည်းကျွန်တော်တို့ကပို့ပြီးတော့လေးထားပေးရတယ်နှစ်သိမ့်ပေးရတယ်အဲ့ဒါကျွန်တော်တို့ရဲ့ဒီမှာကြုံခဲ့ရတဲ့အမှတ်တရပါပေါ့ကျွန်တော်တို့ကအမှန်တိုင်းပြောရရင်လူဆိုတော့ကိုကိုယ်တိုင်မခံစားရရင်တိတ်ပြီးတော့ဘာမှမဖြစ်ဘူးပေါ့နော်ဒါပေမဲ့လည်း ဲ့အနီးနားရောက်သွားတဲ့ခါမှာကျတော့ကျွန်တော်အဲ့လိုမျိုးဟိုဝမ်းနေပြီးလိုက်ငိုဖို့ထက်ကိုလူကြီးကဥတူတူကြီးဖြစ်နေတာဗျာတိတာခံစားရတာကြီးကအဲ့လိုနှစ်ထင်ကြီးတွေထူပြီးတော့သူတို့ဘာလုပ်ပေးနိုင်လဲကျွန်တော်အုံနောက်တွေအဲ့အချိန်မှာတခြားအလုပ်တွေသွားလုပ်နေဘာလုပ်တော့ငါဘာလုပ်ပေးရင်ကောင်းမလဲဂျီယာကြီးနဲ့ပတ်သက်ပြီးတော့ဟိုဖြစ်ပြီးတော့ကျွန်တော်ပြန်ပြင်လို့မရအောင်အဲ့တော့သူပျော်သွားအောင်ဘာလုပ်ပေးရမလဲသူစိတ်ချမ်းသာသွားအောင်ဘာလုပ်ပေးရမလဲသူတို့ကမှလိုအပ်နေတာဘာလဲဆိုတော့ကျွန်တော်က ဘဘဘဘဆိုတော့ပြီးပြန်စင်းစားရတာမြန်မြန်အဲ့မှာတငယ်ချင်းတွေတိုင်မဲ့ဒီခြေတော့ဒီလက်တွေပြက်သွားတဲ့သူတွေဆိုရင်ငါတို့ဘလောက်ထိထိရအောင်ငါတို့လုပ်ပေးနိုင်မလဲဒီပေးထားတဲ့အလူငွေနဲ့အဲတာမန်ထိခိုက်တဲ့လူဆိုရင်ရောထိခိုက်တာက तू ကမထိခိုက်ပေမဲ့ तू အိမ်သားဒီကဘလူမနေရောက်ပါသွားတာလေအဲ့အဲ့အမျိုးတွေကျွန်တော်တို့ကသွားစဉ်းစားပြီးမှစီရရောက်ဆုံးပြပြီးမှဒီဟာလေးဆိုရင်တော့ဒီလောက်တော့ငါတို့ပေးမယ် ျွန်တော်တအူးတည်းမဟုတ်ဗျာကျွန်တော်မှာကျွန်တော်ကိုလူထားတဲ့အလှူငွေကကျွန်တော်ကတက်တက်လွယ်ဘိုးအိမ်ကိုလူထားတဲ့အလှူငွေကတက်တက်ပိုးဘက်မှာစီတူဝင်းကိုလူထားတာတက်တက်ဖလန်တေဘောက်ကတက်တက်ဆိုအဲ့ဒါဒီအားလုံးပေါင်းလိုက်လို့ရှိရင်ငါကဘယ်လောက်လူမဲအကူကဘယ်လောက်လူမဲအကူကဘယ်လောက်လူမဲအဲ့ဒါပေါင်းလိုက်လို့ရှိရင်ဒီလူကိုဘယ်လောက်ထိရောက်မလဲအဲကျွန်တော်အဲ့လူတွေတွေးပြီးမှသုံးဖြည့်ချက်ချရတဲ့အတွက်ကျွန်တော်နိုင်တဲ့ဘက်ကတော့နိုင်တဲ့လောက်တော့လုတ်ပေးနိုင်ခဲ့တယ်အဲ့ဒါအဲ့လူမျိုးကျွန်တော်တို့ကရိုက်ပြီးတော့တယောက်ချင်းစီမေးပြီးတော့လှူတဲ့အကြောင်းရင်းကတော့အဓိကက ်လူရှင်နေပြန်မြင်ဖို့ပါပဲလူရှင်နေပြန်မြင်ဖို့ပေါ့နော်အဓိကအကြောင်းရအဲ့လိုမြင်မှအလူရှင်နေပြန်မြင်မှလေဒီလူတွေကိုကျွန်တော်တို့သူတို့လူလိုက်တဲ့ငွေတွေကဘေးကိုရောက်သွားတယ်ဆိုတော့သိရမှာဟုတ်ဟုတ်ကဲ့အခုပစ္စည်းတွေဒါလာလို့ခါကြရင်နောက်ကနေပြီးတော့ထုတ်ပြထားရင်လည်းလိုက်လို့ခါကြရင်ဆိုတော့ကိုယ်လည်းမတော်တော်လေးပြန်ကြောက်တယ်ပုံညောင်းလည်းမဟုတ်တင်နေကြတယ်ညာလည်းမဟုတ်ဟုတ်အဲ့ဒါကအဆိုးဆုံးကတော့ဒီမန္တလေးဆိုင်အားဖက်ပြီးတော့ဆိုးရတယ်အဲ့အဲ့ဒီပုံက ဘာလို့လဲပြောဟောကြုံရခဲ့ရမျိုးလေးအဲ့အဲ့အဲ့မျိုးကျွန်တော်လုံးဝမကြုံခဲ့ရပါဘူးကျွန်တော်တို့သွားတဲ့ဒေတာအကုန်လုံးကဗျမ်းကိုစီးစင်းနေကြတယ်အလူတန်းကိုလုတ်တဲ့ခါမှလည်းသူတို့ဘက်ကလည်းစီးစင်းနေကြကြနဲ့ယူပေးတယ်အတွက်ကျွန်တော်တို့တော့မကြုံခဲ့ရဘူးဗျအဲ့အတွက်အဲ့တည်င်းကိုတော့ကျွန်တော်လည်းအခုမပြောမှပဲသိတာဖြစ်တဲ့အတွက်ကျွန်တော်တကယ်မသိပါဘူးဟုတ်ကျွန်တော်တို့ကကျွန်တော်တို့လူငယ်တွေအနေနဲ့ဟိုကိုခံစားချက်အတိုင်းဆိုတာရောပါတယ်နောက်တစ်ခုက ကျွန်တော်တို့မှာကိုပိုင်ပတ်စံမဟုတ်ဘူးဒီအလှူရှင်ရဲ့ပတ်စံဖြစ်တဲ့အတွက်တို့မြင်အောင်ကျွန်တော်ဗီဒီယိုပြန်ရိုက်တင်ရတာရှိတယ်နောက်တစ်ခုကဟိုကိုပစံလိုပဲသဘောထားပြီးတော့ဥမာပြခမင်းစားပြီးသားလို့ခမင်းစားအောင်လို့စားအောင်မလားဆိုတာထက်တကယ်ခမင်းစားနေတဲ့သူကိုကြွေးဖို့ကပို့ပြီးတော့လိုအပ်မယ်ထင်လို့ကျွန်တော်တို့အဲ့လိုမျိုးလူငယ်စိတ်လေးနဲ့ကျွန်တော်တို့ဟိုကိုမှန်မယ်ထင်တာလေးတွေလုပ်ခဲ့တာပါ